ောတာဆင်ပေါင်းမင်္ဂလာပါခင်ဗျာလေးစားရပါတော့စာရေးဆရာမကြီးခင်းနေယူဤညကြာဖြူဝတ္ထုစေ အပိုင်းကိုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာညကြာဖြူဆယ်လီဒီအိမ်မှာတယောက်တည်းထိုင်မနေခြင်းကလေးများလဲသူတို့ဘိုးဘွားအိမ်မှာပြန်မလာကြသည် အိမ်ထဲမှာထိုင်နေရသည်မှာ၆ကက်တိထက်၆ချားနေတယ်လို့ခံစားရသည်တစ်ဖက်ခန်းကဒေါ်လီကိုလည်းတူသွား၍မတွေ့ခြင်းတူတူအိမ်ကိုဒေါ်လီနှင့်နှစ်ယောက်သွားခဲ့သောအဖြစ်ကသူ့ကိုတရေချောက်တယ်လို့ဒေါ်လီအပေါ်ကိုလည်းဒုက္ခပေးတယ်လို့သူဖြစ်နေသည်ဟုတ်သည်ဒေါ်လီကိုသူဒုက္ခပေးပေါင်းများခဲ့ပြီသူခမယာကလေးတို့အမေ အိမ်အောင်ဆင်မဖြစ်၍သူ့အလုံးနှင့်သူဆုံနေပေမဲ့ဆယ်လီကအရေးအကြောင်းစီတိုင်းခေါ်လိုက်လျင်အချိန်မရွေးတကောက်ကောက်နှင့်နောက်ကပါတတ်သည်တူတူကိုသူပိုးစုပတ်ဆက်ပြောခဲ့သည့်အတွက်ဒေါ်လီခမယာကြားကတောင်းပန်ရသည်သည်ခုတလောသူဒေါ်လီကိုမျက်နှာမပြချင်းသည်အိမ်ထဲမှာလဲမနေခြင်းနေ့လည်ပတ် ဒေါခင်တက်တင်ဆိုင်ထွက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ်စိတ်ဘာတွေလှုပ်တင်ဒီကိုဒေါခင်တက်တင်သည် တိုင်ပင်ဆွေးနွေးဖို့အကောင်းဆုံးမိတ်ဆွေဖြစ်သည်။အလဲလုံနေရသည်ကမှ စိတ်သက်သာအောင်မည်။သို့သောဒေါခင်တက်တင်ဆိုင်ရောက်တော့သူချက်ချင်းဒေါခင်တက်တင်ကို မတွေ့ရသေးပါ။ရုံကန်လီထဲမှာဒေါခင်တက်တင်ဧည့်သည်တယောက်နှင့်စကားပြောနေ၍ဖြစ်သည်။ သူသည် အထေမြားထရာဗီဒီယိုတစ်ခုအနောက်မှထိုင်၍စောင့်နေသည်အယောင်မင်းကလေးများတွက်လက် ဖြက်လက်စွာလှုပ်ရှား၍ဖော်ဖော်ရီရီဝေသူကိုဆက်ဆံနေကြပုံအထေမြားကိုဂိုက်ထူခောက်၍အိတ်သေးသေးကရင်ကျေးနှိမ့်ကြသော အမှုရနှင့်ဝေသူလက်ကိုပေးနေပုံတွေကို သူစိတ်ဝင်စားစွာ ကြည်နေမိသည်မကြာခင်အမျိုးသမီးတစ်ယောက်နှင့် ဒေါခင်တက်တင်ထွက်လာသည်ဆိုင်ဝအထိအမျိုးသမီးကိုလိုက်ပို့သည်အမျိုးသမီးသည်ဒေါခင်တက်တင်နှင့်အရွယ်မတိမ်မယိမ်အသားပြူပြူဥပြက်ပြက်မျက်နှာကတော့ကြီးကြီးလေးလေးမရှိပေချုံမောလှပသောမိမတယောက်ဖြစ်သည်သူ့အမူအရာကလန်းလန်းဆန်းဆန်းမရှိဝိစားထားသည်ကခန့်နွမ်းနွမ်းအဝတ်များဖြစ်၍ กระโดดเตี่ยวตุ้มห่ออัถตวันแทตันหลัวเรก็บ่ห่อกูดอตุถิ่นดิดอกินตะติงก็ไสแท้ဝင်ลาดอมาตุกูเมียนดิเซลีลาเบก็เล่ลาดาเลยลาลาเปียวเปียวซุๆดอลี่กูขอกายงกันลีเท่ตุဝင်ตวาดิยောက်นี่ดาจาบีลา ဆယ်လီကို စပွဲစီကလထိုင်းမှာ နေရပေးကသူက စပွဲနောက်ဆုံးလေကလထိုင်းမှာဝင်ထိုင်လိုက်သည်ကဲစူဇမ်းမအောင်အထူးအကြောင်းမရှိပါဘူးမမရေမမအနှောက်ဆက်ဖြစ်မှာဆိုလို့အပြင်မှာဆယ်လီထိုင်ရင်အယောင်မင်းကလေးတွေကိုကြည်နေတာမမလေးအားနာလိုက်တာဆယ်လီကြာသွားတယ် ဒီလိုလေသူကမမတူနဲ့ညီအမဝန်ကွယ်မိသစဉ်နဲ့အောင်လန်ကအမျိုးသူ့မှာအခုလိုနေကြတဲ့အခါကိုကဖော်ဖော်ရီရီဆက်ဆံရတယ်ကို့မှာကအယောင်းအဝယ်အခြေကျနေတယ်မို့လားမမကိုမာနကြီးတယ်ထင်မှဆိုလို့သူ့ဘဝကအကြနာခံထားရတယ်မို့လားဆယ်လီဒီ ဒေါခင်တက်တင်ပြောသည်များငြိမ်သက်စွာနားထောင်နေသည်ဘယ်တော့မှအိမ်သေးကထွက်တဲ့မိမမဟုတ်ဘူးအောင်လန်က ပွေစားကြီး ဥပပူရဲ့တူးထဲသောသမီးမမတို့ညီမတွေကအနည်းဆုံး၁၀တန်းထိပညာသင်ရတယ်မမကတော့ဒီဂရီရအောင်ယူခဲ့တယ်မိကိုသူ့အဖေကြီးကခုနှစ်တန်းကနေကြောင်းထုတ် အိမ်မှာဆွေပေါ်များတင်ထားအိမ်တော်ပြုတော်လဲတထေးသားကုစောဟန်နဲ့ပေးစားတာယောက်ျားကလည်းဖူးဖူးမှုတ်ထားတော့အပြင်လောကကြောင်းလဲမိကဘာမှမသိဘူးကုစောဟန်က အပေါင်းအသင်းနဲ့အချွေရံနဲ့စားကတောက်ကနေပြီမဲ့မိမကိုတိတ်အေးပေးတာဒေါခင်တက်တင်ကစိတ်ပါလက်ပါပြောနေရမှခိတရက်လိုက်က အံကိုကြိတ်ရင်ဆယ်လီကိုလက်ညှိုးထိုးကာပြောပြန်သည်ဆယ်လီလည်းကြက်ကြက်တတိထားဆယ်လီမှာဘာမှမသိညာမှမသိနင်းနေတော့ကြောင်သွားသည်ဒေါခင်တက်တင်စကားကအဆက်ဆက်မရှိပါမေးလို့တော့ဆယ်လီကအူအူအအမဟုတ်ဘူးလေမမကစိုးရိမ်လို့ ဆယ်လီကအိမ်တော်ကနိုင်တဲ့မိမတယောက်ပဲမိကသမီးတော်ဘေကဖြစ်မှန်းသိအောင်မသိအောင်ကန်ကောင်းခဲ့တယ်လေဒါပေမဲ့ကလေး၃ယောက်ရတော့ကုစောဟန်ဆုံးသွားရော သူကန်ကကောင်းနေစုမလားမကောင်းဘူးစုမလားကုစောဟန်ကုစောဟန်တပည့်မောင်အီးကမိဘကအစတာဝန်ယူ ။ထမင်းပွဲအစီရောက်မိကွေကျွေးတာ။မိမတယောက်ဖြစ်ပြီးခြေမွေးမိမလောင်လက်မွေးမိမလောင်။နေတာထက်မမခံမြင်တာမရှိဘူး။နောက်ဆုံးအေးမောင်ကအပြုစုအဆောက်အအုံကောက်လိုက်တာ။မိရဲ့သပြင်းမွေးမိလောင်တာပဲ။ဒေါခင်တက်တင်ဟန်ကကရုဏာတော်တော်နှင့်မခံကြည့်မခံသာဖြစ်နေပုံရသည် အဲ့ဒီတပည့်ကျော်မောင်ဤတိမ့်ပိုက်တာကိုမိကခံလိုက်ရတယ်လေမောင်ဤကလည်းစီးပွားရေးနားမလဲမိကလည်းချိန်မွေးမီးမလောင်ခြင်းနဲ့မိမဆိုတော့စီးတဲ့ပစ္စည်းကုန်အခု မောင်ဤကပွေးယုံကကားကိုမောင်းပြီးစာကြွေးနေတယ်လေရင်နာလိုက်တာဆယ်လီရဲ့အခုသူ့သားကြီးတက္ကသိုလ်တက်ချင်လို့မမစီငွေလာဆွဲတာအောင်လံကရန်ကုန်ကို ူထွက်လာတာစွန့်စားကမ်းပဲမမပြောချင်တာကဆယ်လီရေဒုကမိမတခုတတိထားလင်သားမရှိတဲ့အခါတပည့်လူယုံဆိုတာတွေကပူကြောက်ဖို့ကောင်းတယ်ပြီးတော့အန်တီအပြင်မှာနိုင်ငံသားတွေအန်တီကို တွေ့ဖို့ရောက်နေပါတယ် အယောင်စီမလေးကလာရောက်ပြော၍ဒေါခင်တက်တယ်မှာစကားမဆက်နိုင်တော့ပဲ အပြင်ထွက်သွားသည်ဆယ်လီပါနောက်ကလိုက်လာပြီးမဲအနောက်ဆက်ပြန်မဆိုးလို့နှုတ်ဆက်ကပြန်လာခဲ့သည်ထုံညကအိတ်မရညလူကြီးတိတ်ချိန်မှာအိမ်ရှိဝရန်တာက ပလက်ကလက်ထိုင်းမှာတယောက်ထဲထိုင်နေမိသည်မြေပြင်ကိုမကြည့်မြေပြင်မှာလူသားများအိတ်ကြပြီး ဤနေရာမှာတနေ့လုံးလှုပ်ရှားဆူညံခဲ့သည်ကိုမယုံနိုင်လောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည် ထိုတိတ်ဆိတ်ငြိမ်သက်ခြင်းကို အခွင့်ကောင်းယူကာဆေးရုံတောက်နှင့်တိမ်ကြီးစည်းတောက်မှာလူရက်မှုတွေလူတက်မှုတွေဖြစ်ပွားခဲ့သည်ဤနေရာနှင့်အုတ်တိုင်းတစ်ခုသာခြားသောသူတို့အိမ်ဆေးရုံဝင်းမှာလုံခြုံမှုရှိ၍တော်ပါသေးသည် မိသားစုအတွက်လုံခြုံမှုဆိုသည်ကလည်းလိုအပ်ပါတကားသူကောင်းကင်ကိုကြည်ပြန်တော့လေတူတူနှင့်အောင်းလမ်းမှာဆုံခဲ့သောလဖဲ့ရီပွဲကျင်းပသည့်ညကိုတတိယမိပြန်သည် ထိုညကလည်းသူအိတ်မပြောဒီလိုပဲညကောင်းကင်ပြင်ကိုကြည်နေမိသည် တနေ့ကတူတူပြောခဲ့သောစကားအရာတူတူလည်း အိတ်မပြောခဲ့ဘူးတဲ့ဟုတ်မှာပါခုတော့သူလဲတူတူအပေါ်စာနာတက်ပါပြီတူတူကိုအေးဆက်သည်ထင်ပေမဲ့တူတူစကားတက်တာပဲတူတူနှလုံးသားမှာအမြင့်တွင်နေပြီဖြစ်တော့အချစ်ပင်ကိုဆယ်လီက အမြင့်မှဆွဲနှုတ်သွားတဲ့အခုမှဆယ်လီဝစ်လေပါပြီတဲမာက သူ့နှလုံးသားမှအပင်ကို ဆွဲနှုတ်သွားသည်မဟုတ်။တယွင်းပေါက်ပြားကိုသုံးက အမြစ်ကကလော်ပြီးမှယူသွားလီတော့အချစ်မြေစုံပြိုကွဲကသူတူတူထက်ပို၍ခံစားရသည်။ဆယ်လီနှင့် တူတူကသာမြမပြီဤညတညမှာအိတ်မပြိုနိုင်တဲ့ဆက်ခင်းနေပေမဲ့လင်းကားတော့တဲမာနှင့်အတူ အေးမြသောအင်္ဂလန်၏ညမှာနှစ်ချိုက်စွာအိပ်ပျော်အိပ်ပျော်နေမှာပါကောင်းငင်မှာလာဝန်ကပြည်လူနီနီဒါပေမဲ့မိုးတိမ်မဲမဲတွေကကောင်းငင်မှာနေရာအနှံ့ယူထားလိတော့လမင်းအာသည်ဖြော့တော့လှသည်အဝေးတွင်ကြယ်လေးများကိုလည်းမမြင်ရသူတို့ပုံကွယ်နေကြလိသလား တလုံးတလေးကြံရစ်သောကြယ်ကလေးများကမြက်တောင်လေးတွေပုတ်ခတ်ပုတ်ခတ်နှင့်ကြောက်ရွံ့ထိတ်လန့်စွာတိမ်ညူများကိုကြည်ညိုပုံရသည်လေအေးများခက်ပြပြင်းတိုက်ခတ်လာသည်အေးစိတ်သောလေပြင်းထဲမှမူးတက်ပါလာသည်ဒီစိမ့်ပြင်းထန်လာပြီမဲ့မူးညူများက လွင့်စင်မသွားတောင်ဘက်မှထမှန်၍တက်လာသော မူးသားများနှင့်ဥပောင်းကား လာမင်းကိုဖုံးအုပ်လိုက်ကြသည်လီသက်လေးစိမ်မူသက်လေးစိမ်ဖြင့်မူးဆက်များတွန့်ချလာသည်တတဲပင်မေရွာလာသည်ဝရဏတထဲကိုပင်မူးဆက်များစင်ကြလာက သူမျက်နှာကို ထိခတ်သွားကြသည်အေးဆက်သောအတွေ့ကို ခံစား၍ကောင်းသလိုငြိမ်သက်နေမိသည်တဖြည်းဖြည်းနှင့် မိုးကပို၍တဲလာတော့ကြသူထိုင်ရမထကအခန်းထဲဝင်လာသည်မကြည်များ အိပ်ပျော်နေပြီလားဟန်အီးကတော့ညဦးကရုပ်ရှင်ကြည့်ဖို့ခွင့်တောင်းကထွက်သွားသည်မကြည်ကမအိပ်သည်မိဖို့ထဲကစပွဲပြီးမှငုတ်တုတ်ထိုင်နေသည်မမ ကော်ဖီပူပူတစ်ခွက်လောက်တောက်ကြည့်တယ်ကွယ်ဟုတ်ကဲ့ UK ပါမယ်မမသူဒီမက်ဂျီကိုကော်ဖီမှား၍ဝရဏာမှာပြန်ထိုင်လိုက်သည်မူးနေနေဆဲသွားပြီတိန်ညူမဲများကြမှာလာရောက်ရေးရေးကိုပင်မြင်ရနေပြီမက်ဂျီဒီကော်ဖီတင်ထားသောစပွဲလေးကိုမကဆယ်လီဘေးမှာလာချရင်း တမန်တလင်းပေါ်မှာထိုင်ချလိုက်သည်ကော်ပီပကန်းကိုယူရင်းမက်ကြီးမျက်နှာကိုဆယ်လီကလှမ်းကြည့်ပြီးသည်မက်ကြီးသည်ဒစုံတစ်ခု ပြောလိုဟန်စီသည် ကော်ပီတောက်ရင်းဆယ်လီကစကားကိုစလိုက်၏မက်ကြီးမမကို ပြောစရာရှိလို့လားဟုတ်ပါတယ်မမ မတ်ကြီးအတန်းကတိုးလွန်သည်ပြီးတော့ကတုံကရင်နှင့်ဆက်၍မပြောဘဲငြိမ်သက်နေ၏ပြောလေဘာပြောချင်လို့လဲတစုံတစ်ခုပြောလို့ဟန်အာယူနေပြီမဲ့မတ်ကြီးပါဇက်ကဘာတမ်းမှထွက်မလားဟဲ့မတ်ကြီးဘာဖြစ်နေတာလဲမမစုပါဆိုလို့ပါ ငါကဘာလို့ဆူရမှာလဲမကြည်သည်ထက်အထက်အနဲ့မဝွင့်မရေပြောလာသည်ကျမကိုဟန်အီးနဲ့ယူမလို့ဘာမကြည်ကဘာမှထပ်မပြောပြောစရာမလိုမကြည်ဘာဆိုလိုသည်ကို သူသိပြီသာသူကသာရင်ထဲမှာအထိတ်တလန့်နဲ့ ်ဘာဟုအော်မိလိုက်ခြင်းဖြစ်သည်ဟန်ဤကအစင်သည့်ဖြစ်လို့လားကဲတော့မနဲ့ကြတော့မမအပြေပေးမယ်ဟန်ဤအပြန်ကိုတကားဆောက်ဖွင့်တကားဆောက်ပြီးဖွင့်ပြီသူကဒါပဲပြောလိုက်သည်မတ်ကြီးသည်သူ့အပားမှထားသွားသည်အမှန်တော့သူ့ရင်မှာဘာမှထိတ်တလန့်ဖြစ်เสียရမရှိပါ အိမ်ပေါ်မိန်းကလေးနှင့်ဒတိုင်းပါကြိုက်ကြသည်ပဲအဆမ်းမမဟုတ်လွတ်လပ်သူချင်းမေတ္တာမျှကြလျင်တင့်တောင်းတင့်တယ်လှုပ်ပြီးဖို့ကသူ့မှာတာဝန်ရှိသည်ခက်တကူသူရင်ကဘာမစိုးအထိတ်တလန့်ဖြစ်ချင်နေသည် ကော်ဖီအကုံတောက်လိုက်တော့သူရင်ထဲမှာပူနေသွားသည် လာမင်းသည်တိမ်ထဲမှာတစုံတစထွက်လာပြီး သူသည်လမင်းကိုကြည်ရင်တစုံတရာကို တွေးမိသလိုလန့်သွားပြန်သည်ဖျားဖျားတော်သည်သူရင်ထဲမှာရေရွံ့မိ၏တခုတတိထားလင်သားမရှိတဲ့အခါတပည့်လူယုံဆိုတာတွေကို ပို့ပြီးတတိထားရတယ်ဒေါခင်တက်တင်ဤစကားနေလေကားမှာ ပူပူနင်းနွေးပြောသွားခဲ့သည်ဟုတ်ပါမေသိန်းလိုပဲလင်းဤတပည့်အဖြစ်ဟန်အေးကိုယုံကြည်ခဲ့သည်အတွင်းလူအိမ်သားတယောက်လိုဆက်ဆံခဲ့သည်ယခုသူ့လင်းသားမစီကွဲကွာသည်ဟုလည်းမဆိုနိုင် လင်းကတည်တည်ဟုလည်းတည်တည်လည်းမဟုတ်ဒါပေမဲ့မရှိတာတော့အမှန် ီလိုအကာအကွယ်ပေးတဲ့အခွင့်အရေးကိုဟန်အေးက အချိန်မရွေးအရယူနိုင်သည်သူတို့အိမ်မှာအစီကံတန်လျရဲ့ဘာရဲ့ရှိသည်မဟုတ်ဟန်အေးသည်တန်းကြီးမီနှင့်တခန်းထဲအတူအိမ်ချင်းဖြစ်သည်ကလေးများမရှိချေဟန်အေးကကြံစီနိုင်သည်ဖျားတကူတော်ပြီပဲဟန်အေးကမကြီးကိုကြိုက်သည်ကိုပဲကျေးဇူးတင်ရပါအောင်မြည် မြဲမြဲပေးစားလိုက်ခြင်းဖြင့်ဖန်အေးရန်ကိုကာကွယ်ပြီးသားဖြစ်သွားမည်ဒေါခင်တက်တင်ကြီးမှမိသည်စင်လိုမဖြစ်ပါဘူးဟုဘသူမှအာမခံနိုင်သော ကိစ္စမဟုတ်တတိတစ်ချက်အလစ်တွင် ဖြစ်နိုင်ကြီးတွေအများကြီးစီသည် မနဲ့ကြရင် မကြီးကိုဖန်အေးနှင့် ပေးစားမည်ဟု သူဖွင့်ဟပြောလိုက်တော်မူ ကယ်ပေးစားပါပြီတဲ့သူဆက်လက်စဉ်းစားမိသည် သူတို့လင်မယားကိုဘေးနေရာမှာတိတ်မလဲတားခြင်းမီအခန်းမှာမတိတ်နိုင်ညာကစားလင်မယားကို အရွယ်မရောက်တယောက်ကားနှင့်အတူထားကကလေးအတွက်အန္တရာယ်တွေအများကြီးဖြစ်နိုင်သည်ဟန်အေးတကောက်ခောက်တန်းကြမှာသူ့အတွေ့ရက်သွားသည် ဟန်အေးသည်သူ့ကိုနှုတ်ဆက်ကခြေရင်အခန်းသို့ဝင်သွားသည်ဆဲလီသည် မအိတ်နိုင် အခန်းထဲဝင်သွားတော့မက်ကြီးသည်တန်ကတင်းပေါ်မှာကွေးကွေးလေးအိပ်ပျော်နေသည်သူသည်တကားချက်များကိုတည်တည်ချာချာကြည့်ပြီးမှမိကလုတ်ကို ပိတ်လိုက်သည်ကရင်ပေါ်မှာလှဲချရင်အိတ်မရမထင်မှတ်ပဲရောက်လာတတ်သောအန်ဒရယ်ကို တွေး၍ကြောက်လာသည် နောက်နေ့နနက်မှတော့ဆယ်လီသည်ဒေါ်လီတို့အိမ်ခန်းပတ်ဦးသွားရပြန်သည်ဒေါ်လီရဲ့ဆယ်လီကိုအလိုက်မတိတတ်ဘူးမထင်ပါနဲ့နော်စောစောစီစီရောက်လာလို့ဆယ်လီက တောင်းမရင်ထိုင်လိုက်သည်ဘာတွေပြောနေလဲဆယ်လီပိစအစီတာတာပြောစကားခံမနေနဲ့ကိုနဲ့ဆယ်လီက ဒီစကားတွေပြောနေရမယ်လူတွေမှမဟုတ်ပဲကော်ဖီငှဲ့ပြီးရင်ဒေါ်လီက ပြောလိုက်သည်ဆယ်လီသည်ကော်ဖီကိုမတောက်သေးပဲမက်ဂျီနဲ့ဟန်အီအကြောင်းပြောပြလိုက်သည်အဲ့ဒါကိုဆယ်လီကဘာဖြစ်စီချင်းတလဲသူတို့ကိုပေးစားလိုက်ချင်းတယ် ေးစားချင်တာပေးစားလိုက်ဖို့ဆယ်လီရဲ့ဒေါ်လီကဘာလုပ်ပေးရမလဲဆယ်လီသည်ဒေါခင်တက်တင်တူမမိသစင်အကြောင်းပြောပြပြန်သည်တကယ်တော့ဖန်အေးဟာလင်းစီတုံးကတပဲ့ပဲလင်းမရှိတဲ့အခါတအိမ်ထဲအတူမနေရဲဘူးပြီးတော့သူတို့ညာစလင်မယားကိုတန်းကြည့်မိနဲ့အခန်းထဲမှာမသိကျင်ဘူး ကလေးကမတော်တာတွေအတူอยู่မှာဒေါ်လီသည်ဆယ်လီပြောစကားကိုစဉ်းစားနေစဉ်ကိုဖီသိန်းကစပွဲမှာလာထိုင်သည်ဆယ်လီ ကော်ဖီတောက်လေဆယ်လီက ကော်ဖီပကန်းယူ၍တောက်လိုက်၏ကိုသိန်းရေမိဆယ်လီလာတဲ့အကြောင်းက ယောလီက အစချီကဆယ်လီပြောသမျှပြောပြလိုက်၏ကုဖီသိန်းကရုတ်တရက်ဘာမှပြန်မဖြေသေးပဲပါမုတ်ထောဘတ်တုတ်ကူစားကကော်ဖီတောက်လိုက်၏ခေါင်းတညိမ့်ညိမ့်နဲ့စဉ်းစားသလိုလှုပ်ရင်မှစကားအစပြော၏ကိုအခုဆေးရုံသွားလိုက်အောင်မေတော်လီနေ့လေသမင်းစားချိန်ကြကိုပြတ်မလာဘူး မမေတို့အိမ်ကိုဦးသိမ်းသွားမယ်မမေတို့အိမ်ကဖះလမ်းမှာနီးတယ်အစီကံတန်းလျာတခန်းအားနေတယ်ထင်တယ်အဲ့ဒါပြေချအောင်မီးခဲ့မယ်အားနေရင်မမေကိုအကျိုးကြောင်းဖွင့်ပြလိုက်မယ်ဟန်အီးတို့ကိုပေးစားပြီးအဲ့ဒီမှာထားမယ်မကောင်းဘူးလားဆယ်လီဆယ်လီကတပ်ပြင်းချလိုက်ဤကောင်းပါတယ် အစီကံတန်လျာအားရဲဆိုဆယ်လီကိုဖုံးဆက်လိုက်ပါဆယ်လီဒီမှာမုတ်ဒီဝေထားမင်းဘာလုပ်ဖို့လဲဒေါ်လီက ထောက်လိုက်သည်ညနေပဲအင်းနီနာချင်းဖိတ်ပြီး ကော်ဖီနဲ့မုတ်တိုက်ပြီးပေးစားလိုက်မယ်ကွာညကြအဲ့ဒီသွားအိပ်ပေါ့အမလီဆယ်လီရဲ့အဖြစ်သေးလိုက်တာ မသေးနဲ့ဆယ်လီဆိတ်ဆက်ပြီးဟန်အေးနဲ့အတူမနေရဲတော့ဘူးဆယ်လီပြန်အောင်မယ်အကျိုးအကြောင်းကိုသူတို့နှစ်ယောက်ကလည်းပြောပြရအောင်မယ်ဆယ်လီထားသွားရကိုလင်မယားနှစ်ယောက်ငေး၍ကြံရည်ကြသည်ညနေမှာတော့ဟန်အေးနဲ့မတ်ကြီးမင်္ဂလာအခမ်းအနားအချင်းယုံပြီးမြောက်သွားသည် အထုပ်ပိုးတွေနဲ့ဟန်အေးတို့ထွက်သွားတော့ဒေါ်လီအနာ ဆယ်လီအနာဒေါ်လီကတ်လာသည်မင်းတယောက်တည်းညကြအဲ့ရလားဒေါ်လီကမေးလိုက်၏အခုလူနေရတာပူလုံးကျုံတလူပါပဲမဟုတ်ပါဘူးမခိုင်ကိုဒီညမင်းနဲ့အတူအိတ်ဖို့လွတ်လိုက်မယ်ဟုတ်လားကျေးဇူးပဲဒေါ်လီဟုတ်ကဲ့ ဆရာမကြီးခင်နင်းယူဤညကြာပြူအပိုင်းကိုကိုဖတ်ပြမျှဝေပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာအပိုင်း30ကိုဆက်လက်စောင့်စားအားပေးကြပါအောင်ခင်ဗျာ နားဆင်ပေးကြတယ်သောတာဆင်တူဦးတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာသောတာဆင်ပေါင်းဝေးပရာဝေးกว่าကြပါစေမြမပြည်ကြီးလဲကပ်ပြီးအပေါင်းတို့မှာ အမြန်ဆုံးလွတ်မြောက်အေးချမ်းကြပါစေ။